ပါ Mommy's Rick at Home Pregnancy and Prenatal Series မှာကြိုဆိုပါရစေ။ဒီ part က28ပတ် highlight clip ကိုမျှဝေပြီးတော့ကျွန်မဒီ28ပတ်ကကျွန်မတို့က tight trimester တွေကိုရောက်လာတော့မယ်။ဆိုတော့ဒီအချိန်မှာကျွန်မတို့ကလေးတွေအပြောင်းလဲမှုတွေနဲ့မိဘရဲ့ပြောင်းလဲမှုတွေလိုလက္ခဏာတွေခံစားရလဲဆိုတဲ့အကြောင်းအရာကိုမျှဝေပြီးတော့ကျွန်မ။ဒီအချိန်မှာကလေးကတော်တော်များများကစကားပြောလို့ရှိရင်သူတို့ကြားနေရပြီပေါ့နော်။အဲ့လိုမျိုးပြောတယ်။အဲ့တော့ကျွန်မတို့ကဒီအချိန်မှာကိုကလေးကိုစကားပြောပေးချင်တာတို့ပါလို့ဆိုလို့ရှိရင်လည်းပြောနေလို့ရပြီ။ဆိုတော့ဒီလိုမျိုးစကားအတန်အမြင်နဲ့ကြားနေရတဲ့အခါဆိုလို့ရှိရင် င်အဲ့တော့ကလေးအပြင်ရောက်တဲ့ခါမှလည်းဒီတိုင်းရင်ပါနေတဲ့ခါကျတော့သူကပို့ပြီးတော့စူးဖြစ်တာပေါ့နော်အားအကြောင်းမလို့ကိုကလေးကိုစကားမင်းများပြောပေးပါတချင်းဆိုပေးပါအာစောက်ဖက်ပြပါလို့နော်နည်းနည်းကြီးတဲ့အချိန်ဆိုလို့ရှိရင်ကျမတို့စောက်အထွေထူးဖက်ပြစရာမလို့အကြီးတို့ဖက်ပြရင်လည်းကျမတို့သူကြားနေရပြီဒါဆိုတော့ဒါမျိုးပေါ့နော်နောက်ကကလေးရဲ့ကြီးထွားမှုကနော်ဘာလို့ရှိအဘလောက်ရှိနေပြီလဲဆိုလို့ရှိရင်စလေးလက်မကျော်ကျော်လောက်ရှိနေပြီအာနော် weight ဆိုလို့ရှိရင်လည်းနှစ်ပေါင်ကျော်သွားပြီနော်ဆိုတော့သူဘာနဲ့တိုင်တာလဲဆိုရင်ဘန်ကော့ပြီးတော့လည်းသူတို့တိုင်တာတယ်အာဟိုလတော့ကဆိုလို့ရှိရင်ဒါတစ်ပေါင်ကျော်ပဲရှိသေးရဲ့ဆိုတော့ဒီလမ ှာ2ပေါင်ကျော်ဖြစ်လာရဲဆိုတာနှစ်ဆတိုးလာရဲလို့ပေါ့ဗောနော်ဒလာအတွင်းမှာပြီးတဲ့ခါမှာဒီချွတ်မိပါတွေလဲကလေးလှုပ်ရှားမှုတွေကိုခံစားနိုင်နေပြီခါလေးကြရင်ဒုတ်ဒုတ်တုတ်တုတ်နဲ့ပုံစံမျိုးနဲ့နှလုံးခုန်နေတာမဟုတ်ဘူးဟိုလှလာပြီးတိုးနေတဲ့ခံစားချက်လေးကိုခံစားရမယ်ဆိုတာကလေးတွေကဒါကျွတ်ထိုးနေတာပေါ့နော်အဲဒါလည်းပဲပုံမှန်ပဲအစိုးရစရာမရှိပါဘူးပေါ့နော်ဟောဆိုတော့ကလေးတွေကအဲ့လိုကျွတ်ထိုးနေဆိုတော့မှသူကအဆုတ်ကပုံပြီးတော့တက်မှာလာပေါ့နော်ဆိုတော့ကျွတ်ထိုးတာကောင်းပါတယ်ဆိုတော့အဲ့ဒါလေးသိထားရမယ်ပေါ့နော်နောက်ကဒီချိန်မှာကလေးကြီးထွားပြီးအာမှုကလူသားအတွက်လိုအပ်တဲ့အရာတွေရှိနေပြီဆိုတဲ့အခါကျတော့ဒီချိန်မှာမွေးတဲ့ကလေးကတော့စ survival chance က90%လောက်ဖြစ်နေပြီပေါ့နော် premature ကတော့ premature ပဲဒါပေမဲ့လည်းကလေးကအသက်ရှင်ဖို့ chance ကတော့ရအများတယ်ပေါ့နော်နောက်ခုကနော်မိဘရဲ့အနေနဲ့ဆိုလို့ရှိရင်ပြောင်းလဲမှုကအဓိကတော့ခန္ဓာကိုယ်မှာဘယ်လိုမျိုးလက္ခဏာလေးရှိလဲဆိုလို့ရှိရင်ခြေထောက်တေခါလေးကျလို့ရှိရင် cramp ဖြစ်တယ်ပေါ့နော်အဲ့ဒါကကျတော့ကျမက third trimester လောက်မှမှစပြီးတော့ဖြစ်လာ cramp ဖြစ်တယ်ဆိုတော့အဲ့လိုအထူးသဖြင့်ညာဘက်တေမှာဒီကြွတ်သားကြွတ်တက်တယ်လို့မျိုးပေါ့နော်ကြွတ်တက်လို့မျိုးခံစားရတယ်အဲ့လိုမျိုးဖြစ်တဲ့ဆိုတော့ဆိုခဲ့လေဆိုလို့ရှိရင်ကျမတို့အကြံပေးချင်တာက stretch လုပ်ပါညီမညာတောက်ပါနောက်ခုက stretch ထုတ်ပါဆိုအဲ့ခံဒီမှာဘောလိုမျိုးခန္ဓာကိုယ်ကိုဆက်လာပေါ့နော်ခန္ဓာကိုယ်ဆက်နေ exercise မျိုးတွေလုပ်လို့ရတယ်နောက်တစ်ခုကကျမကြွတ်တက်တော့ဆိုအဲ့လိုမျိုးအဲ့လိုမရအောင်ပဲတစ်ခါအဲ့လိုမျိုးကြွတ်တက်တယ်ပေါ့နော်ဆိုတော့အဲ့လိုပြီးလက်ပြီးတော့နာနေတာလဲခြေသလုံးမှာနာနေတာနေ့ရက်၃ရက်လောက်ကြာတယ်ဆိုတော့နောက်ပိုင်းသူတို့ပြောတာအတိကခြေလောက်ကအဲ့လိုမျိုးကြွတ်တက်တယ်လို့မျိုးခံစားရတယ်ဆိုလို့ရှိရင်နော်ကျမတို့ခြေလောက်ကိုလေ flex လုပ်ကြ flex လုပ်တယ်ဆိုတော့ကျမတို့ခြေလောက်ကိုခန္ဓာကိုယ်ဘက်ကိုနော်ဆွဲယူလိုက်ရတယ်အဲ့လိုမျိုးခြေပြားထောက်တဲ့ပုံစံမျိုးအနေနဲ့လုပ်တာမျိုးတဲ့ခန္ဓာကိုယ်ဘက်ကိုဆွဲယူလိုက်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ကြွတ်တက်တော့မဲ့ခံစားချက်ကနေပြီးတော့မှတက်တာပါတယ်ပေါ့နော်အဲ့လိုမျိုးသိရမယ်အခုကတခြားဒီ ဘာ electrolytes တွေဆုံးရှုံးနေလဲအမှ magnesium လို့ဘာလို့ချိုးတင်နေဘလား calcium လို့ဘာလို့ချိုးတင်နေသလားဘောနော်ဒါလေးလည်းသိရမယ်ဆောတကယ်လို့မှကိုကဒီချိန်မှာကောင်းပါတယ်မပျော်သေးလို့ဘာလို့လဲစားလို့ရတယ်စားခြင်းနဲ့ဆိုလို့ရှိရင်နောက်တခြားအရွေရှော့နဲ့အသီးလေးတို့ဘာလို့ဒါလေးစားလို့ရတယ်အဲဆိုလို့ရှိရင်ပိုပြီးတော့ cramp ဖြစ်တဲ့ဥစ္စာတက်တာရယ်ဘောနော်ပြီးတဲ့အခါမှာကျမရေချိုးလို့ရှိရင် third trimester မှာမှာဘောနော်ဒီရေချိုးစလုံးနဲ့ကိုငင်းနေတော့မဟုတ်ဘူးနှစ်ပတ်တစ်ခါလောက်ဘောနော်စိန်ဖြစ်တယ်အဲ့တော့နှစ်ပတ်တစ်ခါလောက်စိန်နေဆိုရှင်အပူရေနွေးပူပူနေတော့မဟုတ်ဘူးဘောနော်နွေးနွေးလေးနဲ့ရေနွေးနွေးလေးနဲ့နှစ်ပတ်တစ်ခါလောက်ရေစိန်ပြီးတယ်အဲ့ ိုက်ခဲမှာကျွန်မ magnesium salt ပေါ့နော်အဲ့ဒါလေးကိုနည်းနည်းထည့်လိုက်တယ်အဲ့ဒါဆိုလို့ရှိရင်လည်းဒါကျွန်မတို့ကခဏလိုတမရှိတဲ့လိုအပ်တဲ့ magnesium လေးရနိုင်ပေါ့နော်အဲ့လိုမျိုးလုပ်ချင်တဲ့လုပ်လို့ရတယ်မလုပ်လည်းဘာမှတော့မဖြစ်ပါဒါပေမဲ့ဒီချိန်မှာအဲ့လိုကြွတ်တက်တာတို့ဘာလို့ဖြစ်တဲ့လဲဆိုတဲ့အကြောင်းညာပြောပြနောက်ခုကမိဘအနေနဲ့ဒီချိန်မှာရှေ့ပိုင်းမှာမစက်ခဲ့ဘူးဆိုလို့ရှိရင်ကျွန်မတို့အနောက်ဒီ28 28ပတ်မှာကျွန်မတို့ကဒီစီဂျိုစက်ကမယ်ဒါလိုစီဂျိုစက်ရမယ်ဆိုတာဒါလူတိုင်းကိုစက်တာဒါ screen နဲ့လောက်တာပေါ့နော်အစလေးအစီဂျိုရှိခဲ့တယ်ဆိုလို့ရှိရင်ဒါသူတို့ကင်တွင်နေရတဲ့မျိုးဆိုတော့ဒါမှမဟုတ်ကျွန်မတို့အစလုံးအစီဂျိုမရှိဘူးဒါပေမဲ့လေကျွန်မတို့က ဒီခနာကိုမှဟော်မုန်းတွေထုတ်တဲ့ခါကျတော့အကုံဆောင်စည်းကြိုဆိုတာမျိုးဖြစ်နိုင်တယ်ဆိုတော့အဲ့ဒါကိုစစ်ဖို့အတွက်အဲကျမတို့ကဆရာဝန်တွေကတွားခိုင်းနေမယ်နော်ရေချိုချိုကြီးတောက်ပါတယ်ပြီးလို့ရှိရင်အသွေးဖောက်လိုက်မယ်အဲရေချိုချိုကြီးတောက်ပြီးွားလို့သွေးဖောက်လို့ရှိရင်တို့လိုအပ်တဲ့ပမာဏလည်းများနေဒါအကုံဆောင်စည်းကြိုရှိတယ်လို့တို့သတ်မှတ်အဲ့ဒါဆိုလို့ရှိရင်မလုပ်ရမလဲဆိုများတော့အဖြစ်ရတော့ diet management ရင်းလို့ရမှာပေါ့နော် diet management ဆိုတာအဲကျမတို့အစားအသောက်နဲ့ထိန်းရမယ်ထမင်းအများကြီးမြန်မာတွေထမင်းကြိုက်တာသိတယ်ကျမကိုယ်တိုင်လည်းကြိုက်တယ်ဒါပေမဲ့ထမင်းအများကြီးစားလို့မရတော့ UND အဲကျန်တဲ့ဟာတွေအများကြီးပဲစားဖို့ထမင်းဆိုရင်လည်းထမင်းဖြူစားမယ်စားဆန်လုံးညို့လို့ ို့နော်ဟို customer တီဆန်လိုမျိုးပေါ့နော်အဲအဲ့လိုမျိုးဟာကိုစားရတာမျိုးရှိတယ်ဆိုတော့ဒါကကျမတို့စစ်ကိုစေးရတယ်မဟုတ်လို့ရှိရင်ကျမတို့ကလေးอ่ะကျမတို့ခန္ဓာကိုယ်ထဲမှာပို့နေတဲ့ဒီတကြားတက်တွေကို तू อ่ะဟိုဘိုင်းကိုတင်းပေးနေရဖြစ်တော့ကျမတို့သူ့ခန္ဓာကိုယ်မှာရှိတဲ့ organ တွေကပို့ပြီးမှတော့နော်အလုတ်လုတ်ရတယ်တော့ကျမတို့သူ့တော့မကောင်းတဲ့ကလေးကလည်းပို့ပြီးတော့ကြီးတဲ့ကလေးလေးမွေးပွားနိုင်တယ်အဲ့ဒါကြောင့်တော့အာကျမတို့အရင်ကြီးကြီးတဲ့စီစုစစ်ဖို့အတွက်ဆိုတော့ဒါက second trimester ending ကိုရောက်လာပြီဆိုတော့ brace yourself ဒီ third trimester မှာတော့ second trimester မှာလောက်အရင်ကြီးလို့ကောင်းမှာတော့မဟုတ်ဘူးဒ ါပဲမဲ့လေအခုမှရှိနေတဲ့အင်အားလေးတွေကိုတုံးချပြီးွားတော့ဘလို့ရှာရှိတာလေးတွေကိုကြိုးပြီးလုပ်ထားမယ်ပေါ့နော်။အဲဆိုလို့ရှိရင်ကျမတို့ဒီအပတ်အတွက် highlight ကလေးကတော့ဒါလောက်ပါပဲ။အဲဆိုရင်နောက်ပိုင်းကျမတို့ပြန်ကြမယ်။ Bye.